တခါတရံမှာကျွန်တော်တို့ကိုပြိုလဲအောင်အချိန်ပြည့်ထိုးနှက်နေတဲ့သူဟာကျွန်တော်တို့ကိုယ်တိုင်ပြန်ဖြစ်နေတတ်တယ်ဆိုတာမိတ်ဆွေသိပါသလားမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်တင်ဆက်ပေးနေတဲ့ Mogen Daily Note Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်မှာလဲမိတ်ဆွေတို့အတွက်အကျိုးရှိစေမဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုဖန်တီးမျှဝေပေးလိုက်ပါတယ်နော်လူတယောက်ကကိုယ့်ရဲ့ဘဝကိုကိုပြန်ပြီးစိတ်တိုင်းမကျဖြစ်နေတာမျိုးတွေ လက်ရှိဘဝမှာပျော်ရွှင်မှုပျောက်ဆုံးနေတာမျိုးတွေကိုယ်ပါဖြစ်ခြင်းမှန်းကိုယ်တိုင်မသိတော့အောင်ကိုလမ်းပျောက်နေတာမျိုးတွေအဲ့ဒီလိုဖြစ်စေတဲ့အကြောင်းအရာတွေက လောကမှာအများကြီးရှိနိုင်ပါတယ်အဲ့ဒီအများကြီးတဲ့ကမှ လူအများစုကြုံတွေ့နေရတဲ့အချက်နှစ်ချက်ကိုဒီဗီဒီယိုမှာမျှဝေပေးသွားပါမယ်ပထမတစ်ချက်ကတော့ပြင်ပအရာတွေရဲ့လွှမ်းမိုးခံဘဝဖြစ်နေခြင်းပါပဲတနည်းအားဖြင့်ဒီလိုဘဝမျိုးကို သူတစ်ပါးရဲ့စိတ်နဲ့မိမိကို ဖြစ်နေတယ်လို့ဆိုနိုင်တယ်။ဘဝင်းကျင်ကကျွန်တော်တို့အပေါ်မှာမတိမတာပဲဖြစ်စေတိတိလာလာပဲဖြစ်စေဖလွှမ်းမိုးနေတဲ့စမြဲပါပဲ။အဲ့ဒီလွှမ်းမိုးမှုတွေကဘယ်လိုအရာတွေကိုကျွန်တော်တို့ကလက်ခံလိုက်မလဲ။ဘယ်လိုအရာတွေကိုကျွန်တော်တို့ပြန်တွန်းလှန်မလဲဆိုတာကကျွန်တော်တို့ရဲ့ရွေးချယ်မှုပါပဲ။ဘဝမှာပျော်ရွှင်ရတယ်မပျော်ရွှင်ရဘူး။ကိုယ့်ရဲ့ဘဝကိုကိုယ်ချိန်တတ်တယ်မချိန်တတ်ဘူး။ စတာတွေကအဲ့ဒီရွေးချယ်မှုဆိုတဲ့အပေါ်မှာမူတည်တယ်။ကျွန်တော်တို့ပတ်ဝန်းကျင်လူအဖွဲ့အစည်းမှာတတိထားကြည့်ပါ။အခက်အခဲတခုကိုအတူတူတွေ့ကြုံနေရပြီမယ်။တချို့လူတွေကအဲ့ဒီအခက်အခဲကို ထိန်းချုပ်နိုင်ကြတယ်။တချို့လူတွေကြပြန်တော့အဲ့ဒီအခက်အခဲကကိုယ့်ကိုထိန်းချုပ်သွားအောင်ကိုယ်တိုင်က အလိုလိုလမ်းစာတွေဖွင့်ပေးမိလိုက်ကြတယ်။ဒီလိုကြွားချမှုတွေဘာကြောင့်ဖြစ်ရသလဲ။ဆက်ကြည့်အောင်နော်။တကယ်တော့လေ ကျွန်တော်တို့အားလုံးမှာလိုအပ်နေတာကကျွန်တော်တို့ရဲ့အရှိတရားကိုကျွန်တော်တို့ပြန်ပြီးတော့လက်ခံပေးနိုင်တဲ့စွမ်းရည်ပါပဲမိမိကိုမိမိလက်ခံသွားနိုင်တဲ့နေ့ဟာကျွန်တော်တို့အတွက်လောကကြီးကိုအမြင်သိတဲ့အစတင်တွေ့ရှိရတဲ့နေ့တွေတစ်နေ့ပါပဲအဲဒီလိုလက်ခံသွားနိုင်ပြီဆိုတာနဲ့မှန်ကန်တဲ့ရည်ရွယ်ချက်တွေပန်းတိုင်းတွေချမှတ်နိုင်လာမယ်လက်တွေ့ဘဝနဲ့အဆက်တဲ့အိမ်မက်တွေမတ်နိုင်လာမယ်နောက်ဆုံး ဘဝရဲ့လက်တွဲပေါ်ရှာတဲ့နေရာမှာတော့ပုံမှန်ထက်အဆင်ပြေသွားတာတွေ့ရှိရမှာပဲ။ဘဝင်းကျင်ရဲ့လွှမ်းမိုးခံဘဝမှာလွတ်မြောက်သွားစေမယ့်တစ်ခုတည်းသောနိလန်းကတော့မိမိရဲ့အရှိတရားကိုမိမိလက်ခံပေးတတ်ခြင်းပဲဖြစ်တယ်။အရင်ဗီဒီယိုတွေမှာကျွန်တော်မကြာခဏထည့်ပြောလို့ရှိတယ်။မိမိကိုမိမိတောင်လက်မခံနိုင်ရင်တခြားသူတွေလက်ခံပေးဖို့ဆိုတာမမျှော်လင့်တာအကောင်းဆုံးပဲဖြစ်တယ်။အထက်ကပြောသလိုဘယ်လိုຢာတွေကိုလက်ခံမလဲ ဘယ်လိုအရာတွေကိုတွန်းလှန်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောရရင်တော့ဥပမာမိတ်ဆွေရဲ့အရှိတရားတွေကိုမိတ်ဆွေကအမှန်အတိုင်းလက်ခံလိုက်နိုင်ပြီဆိုပါတော့ပထမအနေနဲ့အကျိုးကျေးဇူးကတော့ကိုဘဝတိုးတရေအတွက်ဘာတွေဖြည့်ဆည်းဖို့လိုအပ်နေသေးတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားမယ်ဒုတိယအနေနဲ့ကတော့ကိုဟာဘယ်အရာတွေဟန်ဆောင်ဖုံးကွယ်ထားတယ်လဲဆိုတာအသေးစားသိမြင်သွားမယ်အထူးသဖြင့်မရှိတာနဲ့ရှိတာတွေရဲ့အကြောင်းပေါ့ ။နောက်ပြီးတော့အနာဂတ်အိမ်မက်တွေနဲ့ပတ်သက်ပြီးတော့လေကိုယ်စိတ်ကူးထဲမှာရှိနေတဲ့အိမ်မက်တွေဆိုတာက ကိုယ်တကယ်ဖြစ်ချင်တဲ့အိမ်မက်တွေလားဒါမှမဟုတ်တခြားပြင်ပအရာတွေဖြစ်တဲ့ခေရီစီကြောင်းအရာသို့မဟုတ် ကိုမြင်တွေ့နေရတဲ့လူတွေရဲ့ဇယိုက်နေထိုင်မှုပုံစံစတာတွေရဲ့လွှမ်းမိုးမှုတွေကြောင်းလားဆိုတာမိတ်ဆွေတွေ့မြင်ရမှာပါပဲဘယ်လိုမျိုးလဲဆိုတော့ဥပမာရှင်းပြရမယ်ဆိုရင် ကိုမြင်တွေ့နေကြလူကအောင်မြင်တဲ့အဆိုတော်တယောက်ဖြစ်နေတယ်ဆိုပါတော့သူ့ရဲ့အောင်မြင်မှုကိုကြည့်ပြီးကိုကလည်းအဆိုတော်ဖြစ်ဖို့ကြိုးစားနေတာမျိုးပေါ့အမှန်တကယ်ကိုရဲ့စိတ်အရင်းခံရဖြစ်ချင်နေတာကလဝေသမားအဲဒီလိုအဖြစ်တွေအများကြီးပဲရှိရဲ့ဒီလိုအဖြစ်တွေကအထက်ကပြောခဲ့သလိုပြင်ပအရာတွေရဲ့လွှမ်းမိုးမှုတွေကြောင့်ပါပဲယနေ့ခေတ်မှာပိုဆိုးတာပေါ့မြင်မြင်သမျှဖြစ်ချင်နေတဲ့ယောဂါဘုရား လူငယ်တွေအများစုမှာမတိမတာကူးဆက်ခံနေရတယ်မဟုတ်လားအဲ့ဒီဘိုးကလူငယ်တွေကိုဒုက္ခအရန်ရောက်စေတယ်ဘယ်လိုဒုက္ခတွေလဲဆိုတော့အချိန်တစ်ခုရောက်လာတဲ့အခါအသက်အရွယ်တစ်ခုရောက်လာတဲ့အခါလမ်းပြောက်သလိုဖြစ်လာနိုင်တယ်လက်ရှိအချိန်မှာမပျော်ရွှင်မှုတွေခံစားရလာနိုင်တယ်မိမိကိုမိမိအလိုမကျတာတွေဖြစ်လာနိုင်တယ်ဒါတွေကလွှမ်းမိုးခံဘဝရဲ့ပြယုတ်လက္ခဏာတွေပဲပေါ့ ဒီလိုအကြောင်းအရာတွေပြောပြီးဆိုတာနဲ့ကျွန်တော်ရဲ့မျက်လုံးထဲမှာတမ်းမြင်နေရတဲ့လူသားတစ်ယောက်ရှိသူကတော့အင်္ဂလန်ရဲ့နာမည်ကျော်ဘောလုံးသမားများစွာတဲ့ကမှတယောက်ဖြစ်တဲ့ဂျေမီဘာဒီပါပဲအာဖသာသမားဆိုတာကလေးကျင်ခန်းတွေလုပ်ရတယ်အစားအသောက်တွေထိန်းသိမ်းရတယ်ဆိုတာအားလုံးသိကြမှာပါပဲဒါကြောင့်လေအစားအသောက်ဆိုရင်ရှောင်ကြရတာများတယ်ဒါပေမဲ့ ူကတော့အားလုံးအထူးတလဲရှောင်ကြတဲ့အချိုးရီကိုမှဆွဲမြဲစွာတောက်တယ်။အထူးတလဲလေးကျင်ကန်းနေလဲမလုတ်တတ်ဘူး။ဒါပေမဲ့ဘောလုံးသမားတယောက်နဲ့တူအောင်တော့အကောင်းဆုံးစူးစမ်းကစားတယ်။ပြောချင်တာကသူ့ရဲ့ဘဝကိုတခြားပြင်ပအရာတွေလွှမ်းမိုးတာတိတ်မခံလို့တဲ့သဘောပါပဲ။ပြောရရင်သမားတွေဒါလုံးလို့သူလဲဒါလိုက်လုပ်ရမယ်ဆိုတာထက်သူ့ဇေယျသူ့အကြိုက်နဲ့သူရှင်သန်နေထိုင်နေဆိုတာပဲ။ ဒီနေရာမှာတခုတော့ကျွန်တော်တို့တတိထားရမယ်ကိုယ့်ရဲ့အယူအဆတွေကတယူတန်တစ်ဖက်ပိတ်ဖြစ်မှန်သွားဖို့တော့အရေးကြီးတာပေါ့ကိုယ့်ရဲ့အကြိုက်ကတခြားသူတွေနဲ့ပတ်ဝန်းကျင်အတွက်အကျိုးရောက်နေတာမျိုးဖြစ်နေရင်တော့ရှောင်ရမယ်ဆိုတဲ့ကျင့်ဝတ်ရှိထားရမယ်ကျွန်တော်တို့လည်းမိမိကိုမိမိတေးချာပြန်တွေးကြည့်တဲ့နဲ့ကိုယ်ရှင်သန်နေရတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝဟာသူတစ်ပါးရဲ့စိတ်နဲ့ရှင်သန်နေမိတာလားဆိုတာပါပဲ။ အဲ့ဒီလိုဆိုရင်တော့ကျွန်တော်တို့ရှင်သန်နေရတာဟာ အတိတ်ပဲမဲ့နေသလိုဖြစ်မယ်။ဒါဆိုရင်ကျွန်တော်တို့ကဆက်ရုပ်တွေနဲ့ဘာထူးတော့မှလဲလေနော်။ကျွန်တော်တို့လမ်းပြောင်းနေမယ်ပျော်ရွှင်မှုတွေမဲ့နေမယ်။ဒါဟာသူတစ်ပါးရဲ့ပေရန်နဲ့မိမိကိုမိမိပြန်တိုင်းမိနေသူတိုင်းခံစားနေရတဲ့အခြေပဲဖြစ်တယ်။နောက်တစ်ချက်ဖြစ်တဲ့နံပါတ်2အချက်ကတော့မိမိအတွက်မိမိပေးဆပ်ဖို့မိနေခြင်းပါပဲ။တချို့လူတွေကို တွေ့ဘူးတယ်။သူတစ်ပါးအတွက်ရှင်သန်နေကြရင်းနဲ့ပဲ။ မိမိအတွက်ဆိုတာပျောက်ဆုံးတဲ့အထိပါပဲလူတိုင်းကတယောက်ကိုတယောက်အနှဲနဲ့အများကူညီဖေးမာရင်းနဲ့ရှင်သန်ရတယ်ဆိုတာကအမှန်နေအဲ့ဒီလိုလဲရှင်သန်ပင့်နေဒါပေမဲ့အနည်းဆုံးကိုယ့်ရဲ့စိတ်ပျော်ရာကိုယ့်အကြိုက်လေးတစ်ခုတော့ဘဝမှာရှိနေပင်နေအဲ့ဒီလိုမှမဟုတ်ရင်တဖြည်းဖြည်းနဲ့ရှင်သန်ရတာကအတိတ်ပဲမရှိတော့သလိုခံစားလာရမယ်ခံစားရပါများလားတော့ပျော်ရွှင်ဖို့ကိုအရန်ခက်ခဲလာမယ် ဒီလိုပြဿနာမျိုးတွေကိုယနေ့ခေတ် relationship အများစုမှာ တွေ့နေရတယ်။အမှန်တရားကို ပြောပြရင်ခါတော့ခါတယ်နည်းနည်းတော့သိခံပေးပါနော်။ဥပမာကောင်းလေးကသပင်းရှည်ထားရင်မကြိုက်လို့ကောင်းလေးကဘောင်းမီဝတ်ထားမကြိုက်လို့ကောင်းလေးကတငယ်ချင်းတွေနဲ့သွားလဲရင်မကြိုက်လို့စသဖြင့်အမျိုးမျိုးပါပဲ။ဒါကမိန်းကလေးတွေတွေမဟုတ်ဘူး။ယောက်ျားလေးတွေမှာလည်းအဲ့ဒီလို အချက်တွေရှိနေတာတွေ့ရတယ်။အဲ့ဒီလိုဖြစ်ဖြစ်မျိုးတွေကို ယနေ့ခေတ်လူငယ်တွေမှာကို တွေ့မြင်နေရတာအယံအံဩဖို့ကောင်းတယ်။တချို့နေရာတွေက ဖြစ်လာမဲ့အန္တရာယ်နဲ့အကျိုးဆက်ကိုကြိုမြင်လို့တားမြစ်တာဆိုရင်တော့ကိစ္စမရှိဘူးပေါ့။ဒါတော့မှအကန့်အသတ်ဆိုတာကရှိသေးတယ်။တစ်ဖက်သူက နားလေလက်ခံအောင်မှမဟုတ်လား။အဲ့ဒီလိုမှမဟုတ်ပဲစောစောကလိုတစ်ဖက်ပိတ်အတ္တအခြေခံတဲ့အချက်တွေကြတော့ဈေးသားအကြောင်းအရနိုင်လုံးနေတာမျိုးဖြစ်သွားတတ်တယ်။ အဲ့ဒီလို relationship တွေကရေရှည်မြဲမြံဖို့ဆိုတာလည်းမလွယ်ကူလောက်ဘူးမလုံးနဲ့လို့တားမြစ်တဲ့သူဘက်က "तू အဲ့ဒီလို တားမြစ်ခွင့်ရနေခြင်းဟာဒီဆက်ဆံရေးမှာငါအောင်မြင်တယ်လို့ခံယူသွားနိုင်ပေမဲ့ကိုယ့်ရဲ့စိတ်ဆန္ဒကိုမေ့ပြီးတားမြစ်တဲ့အတိုင်းနေပေးရတဲ့သူဘက်ကြတော့အဲ့ဒီဆက်ဆံရေးမှာ तू ကကြာရှုံးနေသူလို့ခံစားသွားရနိုင်တယ်မဟုတ်လား"ရေရှည်အဆင်မပြေနိုင်ဘူးဆိုတာကအဲ့ဒီလိုခံစားချက်တွေကြောင့်ပါပဲ။ဒါတွေဟာ အထက်ကပြောသလိုသမ ्या ရဲ့စိတ်နဲ့မိမိကိုဖြစ်နေတာကြောင့်ပဲအတူတူပါပဲဘလို့ဆက်ဆံရေးမျိုးတွေမှာပဲဖြစ်ဖြစ်လောကရဲ့ဘောင်တွေကိုမကြောဘူးကိုကနေရတဲ့အတိုင်းနေတယ်အဲ့ဒါကိုလက်ခံသဘောကျတဲ့သူတွေနဲ့ပဲဆက်ဆံရေးပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရတယ်ဆိုရင်အဲ့ဒီပတ်ဝန်းကျင်အဲ့ဒီရဲဝန်းကပျော်ရွှင်မှုမရှားနေတာအမှန်ပဲဒါကြောင့်ဘလို့ပတ်ဝန်းကျင်ဘလို့နေပဲဘလို့ဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် ။တမားအတွက်လည်းကြည့်ပေးရဖို့လိုအပ်တယ်လို့ကို့အတွက်လည်းပြန်ကြည့်ပေးဖို့လိုအပ်တယ်။တနည်းအားဖြင့်မိမိကိုမိမိချစ်ပေးဖို့လည်းတတိယအသင့်နဲ့ဆိုတာပါပဲ။နောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့မိမိရဲ့အရှိတရားတွေကိုလက်ခံနိုင်တော်သူဖြစ်အောင်ကြိုးစားပါ။ကိုယ့်ရဲ့အစစ်အမှန်တိုင်းနေရတဲ့ပျော်ရွှင်မှုကအရန်အဖို့တန်လုံးလို့ကလမိုးခံဘဝမဖြစ်အောင်ဂယူးဆိုင်ပေးပါမိတ်ဆွေများခင်ဗျာဟုတ်ကဲ့မိတ်ဆွေများအားလုံး ပျော်ရွှင်နိုင်သောဘဝများဖြစ်အောင်ကိုယ်တိုင်ဖန်တီးနိုင်သောသူများဖြစ်ကြပါသည်ဆိုတောင်းလေစေတနာများစွာဖြင့်ဟုတ်ကဲ့ကျွန်တော်ရဲ့မျှဝေမှုကမိတ်ဆွေတို့အတွက်အကျိုးတစ်ခုခုရရှိခဲ့တဲ့ဆိုရင်ဗီဒီယိုကို like and share လုပ်ခဲ့ပေးဖို့အကြံပြုပါရစေအပတ်စဉ်တင်ဆက်မှုတွေနားဆင်ရအောင် channel ကိုလည်း subscribe လုပ်ခဲ့နိုင်ပါတယ်အဆုံးအထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့